ချစ်ခင်လေးစားရပါတော့တော်လန်ကလေးကပေါင်းတို့မင်္ဂလာပါရှင်နေဦးမိသားစု channel မှာခင်လေးကျေးဇူးလိုက်ပါရဲ့ရှင်အခုတခါဖတ်ပြပေးတော့မှာကတော့ဆရာတူးနောင်မိုးရေးသားတော့ကြပြလေးနှစ်ပုဒ်ကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါရဲ့ရှင်ပထမဦးစွာကြပြလေးရဲ့ပထမအပုဒ်ခေါင်းစဉ်လေးမှာမိငယ်အတွက်ကြပြမိငယ်အတွက်ကြပြဘုံမုံကူးခြင်းကနေ နေရောင်ကြီးရဲ့အတွေ့အော်ရမိငယ်ဟာအမိဘန်ခင်တွေကပန်းပွင့်ရဲ့အရှိပေးမိငယ်ပန်းဟာသမိုင်းပန်းတပွင့်အာမလျှော်တဲ့မြေချင်းအလင်းအားကိုနဲ့မှုေးပြန်နေအမိပန်းချန်တွေက ရောင်စုံပန်းရနဲ့အမိပြိုးထောင်ခြင်းမှာအနာကမိငယ်တွေအထွတ်မိငယ်ကိုယ်တိုင် ပန်းကိုပန်းနဲ့ဆန်တယ်။တကယ်တော့ဤနေဟာသမိုင်းမှတ်တိုင်ပဲ။အရာရာမပြည့်စုံခြင်းမှာတခါတရံဒုက္ခလမ်းတွေကိုဆက်လက်ထိရောက်ခရီးတစ်ခုကနေခရီးတစ်ခုအားမလျှော့တဲ့မိငယ်ဟာဘယ်တော့မှလက်နဲ့မချမြစ်လိုထောက်ရစီးစင်းနေတဲ့မိငယ်ဤခရီးမနေသေး မိငယ်ကမိငယ်တွေကိုဥဆောင်နေမိငယ်လန်းဟာနိုင်ငံတော်တက်စီသွားတဲ့စုံမတ်အနာဂတ်မိငယ်တွေအတွက်လမ်းပြချင်းမိငယ်ဒုက္ခခံနေအနာဂတ်မိငယ်တွေအတွက်ခြေရီအမြင့်ဟာတက်တက်မိငယ်ရှောက်လန်းနေလမ်းတွေမောင်မလေးစီ မိငယ်အပင်ပန်းခံတယ်။ပျော်ရွှင်စရာစုံမတ်မှာမိငယ်ဆက်လက်ဝင်နေစေ။အမေပန်းချန်တွေကပန်းတွေရံမဖြစ်ဘူး။မိငယ်တွေအယောင်ဆုံးတယ်။မိငယ်တွေးတယ်။မိငယ်တွေအတွက်ဟုတ်ကဲ့ပါရှင်ဒါလေးကတော့ဇေယတူးနောင်မိုးရေးသားတဲ့ပထမကဗျာလေးတစ်ပုဒ်ပဲဖြစ်ပါရဲ့ရှင် အခုတကနောက်တဲ့ဒုတိယကပြလီကိုဖတ်ပြပေးတော့ပါမယ်။ကပြလီရဲ့ခေါင်းစဉ်ကကျွန်းရွက်လန်းပြည်လန်းဟာကျွန်းပင်ရဲ့အရေးချင်းဆက်ထားတဲ့အလန်းအရာဝတီလိုစီစဉ်ခင်ဝမ်းတချင်းလိုအငိမ့်လားရာတီနေအောင်ကြိတ်မောင်းနေသောအရာသာသမိုင်းတွေကလမ်းရဲ့ရင်ထိုး တရောရဲ့ပိုးတယ်လို့ပဲရန်ကုန်နဲ့ပြည်ချိတ်ဆက်ထားတဲ့တေးယထာလန်းကပူးလိုက်ခွာလိုက်ယထာအော်အော်တန်သည်ကြည်စံဖြစ်ပူးတယ်ကျွန်းလန်းဟာကျွန်းလန်းမဟုတ်ဘူးကျွန်းရွက်ကြွေရာတီကူပြည့်ဖူးနဲ့အရေးချင်းစံຫນွေဦးကိုစိတ်စိတ်ကြူတယ် ဒီစကားမရှိတဲ့တမိုင်းဟုတ်ကဲ့ပါရှင်အခုလို့အဆုံးတီလိုက်ပါနားစင်ပေးသူတူးချစ်တီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။တာယာပြောရွှေသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။